ငွေချင်းတို့အလုံးမင်္ဂလာပါဗျာဒီနေ့မှာကျွန်တော်ကဝက်နယ်ရုပ်ချက်ပြပါမယ်ကျွန်တော်ကအရင်ဆုံးဝက်နယ်ရုပ်ကိုဇလုံထဲမှာထည့်ထားပါမယ်ပြီးရင်ဟိုဟာလေးထည့်ပါမယ်ဟိုဟာထည့်ပြီးရင်ဒီဟာလေးပြန်ထည့်ပါမယ်ဗျာဟုတ်ကဲ့ဒီဟာလေးထည့်ပြီးရင်တော့ဟိုဟာပြန်ထည့်ပါမယ်ဒီနေရာမှာကျွန်တော်ကရတာလေးတမတော့ပြန်နေထားပါမယ်ပြီးရင်ဟိုဟာလေးအစင်တင်လောက်ထားပါမယ်ဟိုဟာလှိထားပြီးပြီဆိုရင်ဒီဟာကလေးပြန်လှိထားပါမယ်ဗျာပြီးရင်ဒီနေရာမှာမူလာဥနီကိုကျွန်တော်ကပပလေးလှိထားပါမယ်ဗျာ ရေထေးပါမယ်ဗျရေထေးပြီးရင်ဟိုဟာလေးပြန်ထေးပါမယ်ဟိုဟာထေးပြီးရင်ဒီဟာလေးပြန်ထေးပါမယ်ဒီနေရာမှာကျွန်တော်ကရောက်ဖားနဲ့မွေ့မွေ့လေးဖြည့်တဲ့အချင်းမွေပြပါမယ်ဟုတ်ကဲ့ဒီနေရာမှာကျွန်တော်ကဒီဟာလေးထေးပါမယ်ဒီနေရာမှာကျွန်တော်ကရောက်ဖားနဲ့အနေမွေ့မွေ့လေးဖြည့်တဲ့အချင်းမွေပြထားပါမယ်ဟိုဟာလေးအနေမွေ့လာပြီဆိုရင်ဒီနေရာမှာကျွန်တော်ကကစွန်ရဲထေးပါမယ်ဗျဟုတ်ကဲ့ဟုတ်ကဲ့ဘီရင်ဟိုလိုဒီလိုမွေပြထားပါမယ် ဒီနေရာမှာအတားထက်ကရေတွေထွက်လာပြီဆိုရင်ဘိုဟာလေးထဲပါမယ်ဗျစီထဲပါမယ်ပြီးရင်အဖုံးအုပ်ပြီးအသားတွေနိုးလာတဲ့အထိချက်ပေးထားပါမယ်ဗျဟုတ်ကဲ့ဒီနေရာမှာဦးမကဲရအောင်တစ်ခေါက်လောက်ပြန်မွေးပေးထားပါမယ်ဗျဝါ Oh my god in the go al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 a ap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 a နေမမွေးလေးနဲ့အရင်စားချင်စရာကောင်းတဲ့ကစွမ်းရွက်ကြော်ရပါပြီဗျာ โอเคဒါဆိုရင်တော့နောက်ဗီဒီယိုမှာပြီးတွေ့ကြရအောင်အားလုံးကိုချစ်တယ်เนาะဘိုင်ဘိုင်